ကဲဒီနေ့မှာတော့ဝဲဥချိုဟင်းလေးကိုမှစီပြန်လေးနဲ့မွမွေးလေးတုံးဆောင်ခြင်းနဲ့ချစ်ညစ်ကိုရအတွက်စားလို့လည်းကောင်းပြီးချက်ရတာလည်းရမ်းကမှလွယ်ကူရိုးရှင်းတဲ့ချက်နီကောင်းလေးလာပြီးတော့ညဝေပေးပါမယ်ခင်ဗျာအားလုံးစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်တော့ချက်နီလေးကိုလိုက်ကြည့်လိုက်ရအောင်မချက်ခင်မှာအုံနုလေးတွေကိုတန့်စင်စင်ချင်အောင်အရင်ဆုံးစီးပါမယ်စားလေးထည့်မယ်ကောင်းချင်းမဟုတ်ဒါမှမဟုတ်ဆန်မဟုတ်လေးထည့်ရေလေးအတင်တင်လောက်ထည့်အချိန်လေး9မိနစ်လောက်ပေးပြီးတော့ကျွန်တော်တန့်စင်စင်ချပြီးညီနံပြောက်သွားတဲ့အထိပုတ်စေပေးပါ အားလုံးတန်သွားပြီဆိုလို့ရှိရင်ရေတန့်လေးနဲ့ငါးကောင်း၆ကောင်းလောက်စီပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်ဦးနူးပြုတ်နီလေးကိုသွားယူတော့ဆက်ကြည့်ပါမယ်။အရင်ဦးဆုံးပြုံးမဲ့အိုးလေးထဲမှာရေလေးအတင်းတင်းထဲရေလေးပပွက်လေးပြန်ဆူလာပြီဆိုလို့ရှိရင်တော့တန်စစ်စင်ချေအောင်စီထားတဲ့ဦးနုလေးလေးကိုထည့်ပါမယ်ဇပလင်လေးနှစ်ကိုင်းသုံးကိုင်းလောက်ထည့်ပြီးတော့ပြုတ်ပါမယ်စားလေးကိုအနေတော်လောက်ထည့်အဖုံးလေးကိုလွန်အောင်ပိတ်15မိနစ်လောက်ပြုတ်ပါမယ်ခင်ဗျာ ကျွန်တော်တို့တတ်မှတ်ထားတဲ့အချိန်လေးပြည့်သွားပြီဆိုလို့ရှိရင်တော့ဦးနုလေးကိုဆဲထုတ်ပြီးအေးလေးခံထားပါမယ်။အခုလိုဦးနုကိုပြုတ်ပြီးမှချက်တာကညီနက်နဲ့တက်တာသလိုစားလို့လည်းကောင်းပါတယ်။အနေတော့အပိုင်းလေးတွေကျွန်တော်တို့ပိုင်းဖြတ်ထားပေးပါမယ်ခင်ဗျာ။တချို့ကြတော့ဒီဦးကိုဦးချိုလို့လည်းခေါ်ကြပါတယ်။ဦးချိုလေးတွေကိုအချင်းရင်းနဲ့တို့စားမယ်ဆိုလို့ရှိရင်လည်းလုံးဝကိုအရာသာရှိပါတယ်ခင်ဗျာ။ချက်မဲ့ဦးလေးထဲမှာစီလေးအနေတော့ထဲကျက်သွုံနီထောင်းထားတာလေးထဲအနံ့လေးအနေငယ်လေးမွေးလာပြီဆိုလို့ရှိရင်တော့ကျက်သွုံဖြူလေးထဲနောက်ထပ်ပုံမွေးသွားအောင်ဂျင်းလေးပါအနေတော့လောက်ထဲမီးလေး ဖြည်းဖြည်းလေးနဲ့ဂျင်နန်ကျက်သွန်နန်းလေးတွေမွေးကြိုင်လာတဲ့အထိကျွန်တော်တို့လော်ပါမယ်။အနှံလေးမွေးလာပြီဆိုလို့ရှိရင်တော့အစိမ့်မုတ်လေးအနေတော်လောက်ထဲနောက်ထပ်ဆွန်းရင်းမုတ်လေးအသင့်တင်လောက်ထပ်ထဲဒီအချိန်မှာကျွန်တော်စီအများကြီးထဲမသုံးတာပါဘူးနော်။ဝက်ဝနုကချက်တဲ့အခါမှာစီတွေကထပ်ထွက်လာတဲ့အတွက်ကြောင့်မို့ပါ။ကျက်သွန်စိမ့်နန်းလေးလုံးဝပျောက်သွားပြီဆိုလို့ရှိရင်တော့ပိုင်ဖြတ်ထားတဲ့ဝက်ဝနုလေးတွေကိုထဲအရသာကိုကြတော့အသားမုတ်လေးအနေတော်လောက်ထပ်ထဲနောက်ထပ်စားလေးအသင့်တင်ထပ်ထဲဒါတွေအားလုံးကိုသမအောင်တစ်ခေါက်ပြန်ပြီးတော့မွေး ဒါတွေအားလုံးတမအောင်ကျွန်တော်တို့မွေပြီးဆိုလို့ရှိရင်ရေလေးအတင်းတင်းလောက်ထည့်ပါမယ်ခင်ဗျာမီးလေးပုံမှန်လောက်နဲ့အဖုံးလေးကိုလောင်းပိတ်မိနစ်40လောက်ချက်ပါမယ် အရေးလေးလက်ခံလာပြီးအနံ့လေးမွေးစေဖို့အတွက်ကြတော့ကျွန်တော်တို့ရှန်နန်နန်လေးထည့်ပါမယ်မကြိုက်ဘူးဆိုရင်မဆလာကိုပြောင်းသုံးလို့ရပါတယ်ခင်ဗျာအဖုံးလေးကိုနောက်တစ်ခေါက်လောင်းပိတ်ပြီးတော့9မိနစ်လောက်ပြည့်သွားလို့အနံ့လေးလက်မွေးကြိုင်လာပြီးဆိုလို့ရှိရင်တော့ဒီဟင်းအိုးလေးကိုကျွန်တော်တို့အပေါ်အောက်တစ်ခေါက်လောက်ပြန်ပြီးတော့မွေးပါမယ်နော်စီလေးပြန်လာဆိုတော့ဝဲဥကထွက်လာတဲ့စီလေးကတော့တော်တော်လေးကိုပြန်ပါတယ်အပေါ်ငံအရသာလေးကိုလည်းတစ်ခါတည်းမီးသွားပါမယ်ခင်ဗျာ အကယ်လို့သာဝက်ဥနုလေးတွေကိုနုနုဤဤလေးနဲ့သုံးဆောင်ခြင်းလေဆိုလို့ရှိရင်တော့မီးလေးဖြည်းဖြည်းလေးနဲ့အချိန်လေးပေးပြီးတော့ချက်ပါလုံးဝကိုနုဤပြီးတော့စားလို့ကောင်းတဲ့ဝက်ဥချုပ်ရင်းလေးရရှိမှဖြစ်ပါတယ်။ အရသာလေးလိုအပ်နေမယ်ဆိုလို့ရှိရင်တော့ကိုစိတ်ကြိုက်ထိုက်ပြီးတော့ထည့်နေပါတယ်ခင်ဗျာငံပြရေးဒါမှမဟုတ်စာလေးထပ်ထည့်လို့ရပါတယ်ကဲသုံးဆောင်မဲ့ပုဂံလေးထဲမှာကျွန်တော်တို့ခူထည့်လို့ရပါပြီခင်ဗျာဒါနဲ့ကြည့်ရှုသူတို့လည်းကျွန်တော်တို့ဖြစ်ပူကြလားမသိဘူးအခုလိုချက်ထားတဲ့ဟင်းဦးရဲ့ကြံခဲ့တဲ့အနှစ်လေးတွေကိုထမင်းပူပူလေးနဲ့အားလုံးတမအောင်နေပြီးသုံးဆောင်ရတာလည်းအရန်ကိုမှကြိုက်ပါတယ်ခင်ဗျာကြိုက်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်း comment အောက်မှာရေးပြသွားလို့ရပါတယ်ခင်ဗျာအခုလိုဝဲဦးနုစီပြန်ဟင်းလေးကို ငရဲဟင်းကျိုးချင်ဆက်နေတဲ့တွေ့တော့မယ်ဆိုလို့ရှိရင်လည်းအရန်ရန်ကိုမှလိုက်ဖက်ပြီးအရသာရှိပါတယ်ခင်ဗျာဒီနေ့တော့ကျွန်တော်နဲ့တူလာပြီးတော့သုံးဆောင်ကြပါဦးဗျာစားကြပါဦးဗျာနုတ်ပြီ

တရားပေါ်မှာလည်းအခုရိုးရှင်းပြီးတော့ရတာရှိတယ်ဝက်ဥချိုနေနေလိုက်ပြီးတော့ဆက်စားကြည့်ကြပါခင်ဗျာခင်ရတော့မချိုเนาะနာမည်ကလည်းဝက်ဥချိုပါနောက်ထပ်ဒီအစ်မကျွန်တော်တို့ထပ်ပြီးတော့တွေ့ပါမယ်ဒီနေ့ဗီဒီယိုကိုကြိုင်းနေတဲ့လို့ဆိုရင်เนาะ like and share နဲ့ subscribe ဒီမှာနေတော့ပေးဖို့ပေါင်းစုချိုပါခင်ဗျာနောက်ထပ်ဒီအစ်မကျွန်တော်တို့ထပ်ပြီးတော့တွေ့ပါမယ် bye bye